မဲဇလီဖူးကိုမကားအောင်တေချာပြုတ်ပြီးတော့အာလူးလေးနဲ့တုပ်စားမယ်ဆိုရင်အရင်စားကောင်းပါတယ်ရှင်။ဒီမဲဇလီဖူးကိုတော့ချီလီယာလေးဈေးတဲ့ကနေ10တောင်း2000ဈေးနဲ့5ချက်သားပဲဝယ်လာတာပါ။တခါစားစာရရင်တော်ပြီဆိုပြီးတော့ဗောနော်အာလူးကိုလည်းပြုတ်ရတယ်ဗောနော်နူးတီထီပြီးရင်မဲဇလီဖူးကိုလည်းအဲအခားရေကုန်တီထီကိုနှစ်ရေလောက်ရေလဲပြီးတော့ပြုတ်တယ်ဗောနော်။အကယ်၍ကိုကအခားမကြိုက်ဘူးဆိုရင်တော့အချိန်ရေများများပြုတ်ပြီးတော့မဲဇလီဖူးလည်းအနူအာ ခါတက်လည်းမရှိတော့သည့်ဓီကိုထပ်တလဲလဲပြုတ်ပြရပါတယ်ပြီးရင်တော့ရေထဲကနေပြီးတော့ဆဲပြီးတော့ဓာတ်ကိုထောင်းပါမယ်ထောင်းပြီးရင်ဒီအခါရေတွေကုန်အောင်လို့တေချာလေးညှစ်ထုတ်ပြရပါတယ်ဒီလိုဒဇောင်မုံလားလေးတွေမှာဆိုရင်ဇော်ကြီးတွေကဆေးဖြန့်ထားလို့လေဒီမက်ဇလီဖူးလေးတွေကဆေးပတ်ဝင်နေဆိုတဲ့ဆိုယိုးစကားရှိတဲ့အတွက်ကြောင့်မြန်မာလူမျိုးတွေကတကူးတကဆေးတွေကနေဝယ်ပြီးတော့တုတ်စားလေးရှိကြပါဗျာ မင်းစလီဖူးကဗီတာမင်နဲ့တတ္ထုဓာတ်တွေလည်းကျွဲဝါတဲ့အတွက်ကြောင့်ကျန်းမာရေးနဲ့ညီညွတ်တယ်လို့လည်းစာမဖတ်ဖူးပါတယ်။ဒါမဲ့လေသူကကိုဝင်ဆောင်နေတဲ့တချို့ယောဂအခန်းရှိတဲ့သူတွေကတော့ဆရာဝန်ညွှန်ကြားချက်နဲ့ပဲစားလို့ရမယ်ဆိုပြီးတော့လည်းရေးထားတာတွေ့ပါတယ်ရှင်။ မက်ဇလီပူတော့ဖို့အတွက်ကတော့လေမက်ဇလီပူဦးတဲ့ကိုစက်သွန်နေနေလေးထည့်တယ်။ဘာပေါ့ဒါတော့တချို့ကတော့မထည့်ဘူးပေါ့နော်။ချီလေးကတော့ကြိုက်လို့ထည့်တာပါ။အာလူးပြုတ်ကလေးထည့်တယ်။ပြီးမြေဘဲထောင်းလေးထည့်တယ်ပေါ့နော်။မြေဘဲထောင်းလို့နှမ်းထောင်းလို့ထည့်အိစိတ်စိတ်လေးနဲ့ပူစားကောင်းလဲဘယ်သူမှမဟုတ်ထည့်တယ်။စီချက်ကတော့လေစက်သွန်နေစီချက်လေးထည့်တယ်။အရသာအတွက်စားရဲငါးသားမုံနေနေရထည့်တယ်ပေါ့နော်။ပြီးတော့လေဒီလိုခားတဲ့အရာတွေကိုတုံမယ်ဆိုရင်တမယာကြီးညှင့်ပေါ့နော်။အခားလေးညော့ပြီးတော့ပူစားကောင်းတယ်လို့ချီလေးကထင်တဲ့အတွက်ကြောင့်တမယာကြီးကိုလည်းညှစ်ထည့်ထားတယ်ပေါ့နော်။ ။ငရုတ်သီးကိုတော့ဒီတိုင်းပဲကိုက်စားမှဖြစ်တဲ့အကြောင်းညက်ပြီးတော့မထဲတော့ဘူးပေါ့နော်။ပြီးရင်အာလူပြုတ်ကလေးကိုချီပြီးတော့အရသာနှံအောင်သေချာလေးနေပေးမယ်ပေါ့နော်။ကိုယ်စိတ်ကြိုက်အရသာရမရမြည်ကြည့်ပေါ့နော်။အချင်းအဲအရန်လည်းမချီဘူးပေါ့နော်။အရသာလေးကစိမ့်စိမ့်လေးနဲ့ခါတက်တက်စိမ့်စိမ့်လေးနဲ့စားကောင်းတဲ့အနေထားဖြစ်ပြီးဆိုရင်နှမ်းလေးထပ်ဖြူတယ်ပေါ့နော်။နှမ်းထည့်ရင်လေးပို့ပြီးတော့စိမ့်ပြီးတော့ပူစားကောင်းလို့ပါ။ပြင်းစီချက်ကိုအပေါ်လေးကဖြူးပြီးတော့ငရုတ်သီးစိမ့်လေးနဲ့ကိုက်စားဖို့အတွက်ငရုတ်သီးစိမ့်ပင်နံသီးလေးထည့်ထားပါဗျ။ မဲဇလီဘူးကငကိုကလေခားရရတာရှိတဲ့အတွက်ကြောင့်ကိုကအခားမကြိုက်ဘူးဆိုရင်တော့လေဒီအခားပြောက်တီထီကိုရေနဲ့ထထလဲလဲပြုတ်ပြီးတော့တေချာညှစ်ထုတ်ဖို့မမေ့ပါနဲ့ဒါဆိုရင်တော့ရေနွေးချမ်းနဲ့ပဲမြည်မြည်ထမင်းနဲ့ပဲဆဆဆားကောင်းတဲ့မဲဇလီဘူးတုတ်တပွဲရပါပြီရှင်